ူ့ကိုမကြိုက်ကြောင်းတဲပြောခဲ့တဲ့ဆယ်လီ ဖာစီကိုအခုလိုမျိုးတုတ်ပြန်ခဲ့လို့လို့ပြောများနေတဲ့ထထထုံအခုလက်တော့အင်တာနက်ပေါ်မှာတော်တော်လေးပွဲဖြစ်နေတာကတော့ဆယ်လီဖာစီနဲ့ထထထုံတို့ရဲ့ပွဲပါအားလုံးသိကြတဲ့အတိုင်းဆယ်လီဖာစီဆိုတာကတော့မန်လီမျိုးက NGPT ဆယ်လီတယောက်ဖြစ်ပြီးဟာသားတွေပြောတတ်ကပရိသတ်တွေကိုပျော်ရွှင်စေလို့လူချစ်လူခင်ပေါ်များပါရီအထူးသဖြင့်ဆယ်လီဖာစီရဲ့ဇကားတွေပြုမှုတွေဟာပရိသတ်တွေကိုမပြုံးမနဲ့ဝလုံးကွဲရှိရလို့နမည်ကြီးပါရီအခုခါမှာတော့ဆယ်လီဖာစီတယောက်တထက်တွန်းနေပွဲဖြစ်နေတာပါဆယ်လီဖာစီစီစဉ်တခုမှသူမကြိတ်စ ုံရုပ်ရှင်မင်းသမီးနာမည်ကိုပြောရမှာဖာစီကတက်တက်တွန်းဆိုပြီးတော့ဖြစ်ခဲ့တာဖြစ်ပါတယ်။ဒါပြင်ဖာစီကသူကတက်တက်တွန်းကိုမစိုက်တဲ့အကြောင်းရင်းကတော့ over ID နဲ့များလို့ဆိုပြီးတော့ပြောလာခဲ့တာပါ။ဒါကြောင့်လေလူတွေကတော့တက်တက်တွန်းနဲ့ဆယ်လီဖာစီတို့ပွဲဖြစ်တော့မယ်လို့ထင်နေတာဖြစ်ပါတယ်။ဖာစီကတော့သူကတက်တက်တွန်းကိုဖုံးဆက်ကသူ့အနေနဲ့စီစဉ်တစ်ခုမှတက်တက်တွန်းကိုမစိုက်ဘူးလို့ပြောမိထားကြောင်းဖုံးဆက်ပြီးတော့ကြိုတောင်းပန်ခဲ့တယ်လို့ဆိုပါတယ်။ ဒီတခါမှာတော့တတက်တွန်းကလည်းဆယ်လီဖာစီကိုစိတ်မဆိုးတဲ့ပြင်ဖာစီနေနဲ့သူမကိုအခုလိုချမင်းသမီးတွေအားလုံးထဲခေါင်းထဲမှာတတိယရှိနေပြီလို့ကျေးဇူးတင်ပါတယ်ဆိုပြီးတော့တည်ငြိမ်ရေးချက်စွာတုံ့ပြန်ကြတာပါ။ဒါကြောင့်လည်းအားလုံးထင်နေတယ်လို့ဆယ်လီဖာစီနဲ့တတက်တွန်းတို့ကပွဲဖြစ်မယ်လို့ထင်နေကြပါပဲ။နှစ်ယောက်သားနားလည်မှုရှိရှိတတိယငြိမ်နဲ့ပြီးဆုံးသွားကြတာဖြစ်ပါတယ်။